ဤဆက်ကိုအတင်းမှအမြင့်ဆုံးလာစားပေးပြီးနှိရှိစားကြုံတဲ့ချုပ်ဆိုးအတွက်နျူကာဆယ်အတင်းစီစဉ်ဘလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်နျူကာဆယ်အတင်းကအတင်းရဲ့အဓိကတိုက်စစ်မှုဤဆက်ကိုအတင်းတွင်အမြင့်မားဆုံးလာစားပေးပြီးတော့နှိရှိစားကြုံတဲ့တရက်ချုပ်ဆိုးအတွက်စီစဉ်နေကြောင်းသိရှိရပါတယ်အသက်25နှစ်ရွယ်ဆီရင်လရင်စင်တိုက်စစ်မှုအိဆက်ကယခုရသည်မှာနျူကာဆယ်တင်အတွက်အထူးခြေစွမ်းပြနေပြီ ပြန်ပွဲဆောင်33ပွဲမှာ23ဂိုးသွင်းယူကဂိုးဖန်နေမှု9ချိန်ပြုလုပ်ကြပါရယ်။ဒါကြောင့်မလို့၎င်းကိုခွေယူဖို့အတွက်ပရီးမီးယားလိထိပ်သီးများဖြစ်တဲ့အာဆင်နယ်၊လီဗာပူးတို့ပါဝင်ဥရောပထိပ်တန်းအသင်းများစွာကစိတ်ဝင်စားနေကြကြောင်းသိရှိရပါရယ်။ဒါပေမဲ့ညူကာဆယ်တင်းကကျယ်ဝင့်ကစားသမားဖြစ်တဲ့အီဆက်ကို အသင်းမှာဆက်ထိတ်မှုအလိုရှိနေပြီးတော့ယခုအခါအသင်းမှာ အမြင့်ဆုံးလားစာပေးချေကနှိရှိစာချုပ်ထုတ်ဆိုဖို့အတွက်စီစဉ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ မြူကဆင်အတင်းနဲ့ချုပ်ဆိုထားတဲ့အိဆက်ရဲ့လက်ရှိစာချုပ်မှာ2028ခုနှစ်အထိဖြစ်ပြီးတော့ဂျပန်လစာပေါင်း3000ရရှိနေကြောင်းသိရပါတယ်မြူကဆယ်တင်းကအီဇက်ကိုအတင်းမှာအမြင့်ဆုံးလာစာဖြစ်တဲ့တပတ်လာစာပေါင်း2သိန်းထိတိုးပေးပြီးတော့နှိရှိစာချုပ်သစ်ချုပ်ဆိုဖို့အတွက်စီစဉ်နေခြင်းဖြစ်ပါတယ်။လက်ရှိမြူကဆယ်မှာလာစာအများဆုံးရရှိနေသူကဂီမာရစ်ဖြစ်ပြီးတော့တပတ်လာစာပေါင်း3သိန်း6000ရရှိနေကြောင်းသိရပါတယ်။